မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွဆက်တာလို့ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ဝေမျှလို့တော့ခေါင်းစဉ်ကတင်သည်ဘာသာရေးသမားလားဝိညာဉ်ရေးသမားလားဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်တယ်ဆိုတော့အချို့ကဖျားကိုယေရှုရှင်လမ်းပြရှင်အနေနဲ့ကိုးကွယ်သလိုအချို့ကလည်းဖန်ဆင်းရှင်သာရဖျားတပါးတည်းကိုတရားသူကြီးအသွင်နဲ့ကိုးကွယ်တယ်နောက်တစ်ချို့ကတော့ ဖရားကိုအဖေးလို့ခေါ်ပြီးတော့မှကိုးကွယ်တဲ့သူတွေလည်းရှိတယ်ဆိုတာသိရတယ်ဗောနော်ဆိုတော့ဖရားကိုအဖေးလို့ခေါ်ရတာကယဉ်နေမှုတော်ဆမ်းမှုစိတ်ချမှုဖြစ်တယ်ဗောဆိုတော့ဒါထက်ဒီနေ့ကျွန်တော်ဒီအကြောင်းအရာကိုဝေမျှဖြစ်တဲ့အရာကတော့ဒီနေ့နိုင်ငံတစ်ခုမှာသခင်ယေရှုကိုကိုးကွယ်ယုံကြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တတ်ဖြတ်ခြင်းဗောဒါအခုမှဖြစ်တာမဟုတ်ဘူးယာစုအဆက်ဆက် ဖြစ်ခဲ့သောအရာတစ်ခုပဲဖြစ်တယ်။ဒီနေ့တွေ့လိုက်တဲ့အခါမှာဒီနေ့ဘာသာရေးသမားလားဝိညာဉ်ရေးသမားလားဘာသာရေးကတော့ဘာသာမတူတို့ရန်သူပဲနော်ညှဉ်းပန်းမယ်နှိပ်စက်မယ်တပ်ဖြတ်မယ်ဒါတွေကအခုမှရှိခဲ့တာမဟုတ်ဘူးပေါ့နော်အော်ကဘာဩဇာအနှောင်းမိုးဆုံးစာအုပ်လို့ပြောတယ်သမချမ်းစာအုပ်ပဲအဲ့သမချမ်းစာ66ကျမ်းရှိပြီးတော့မှာ ဆက်သုံးချမ်းခန်းကိုရေးသားခဲ့တော်သူဟာရှင်ဘောလူဖြစ်တယ်။သူကသခင်ယေရှုကို မမြင်တွေ့ခဲ့ဘူးဘူး။သူဓမ္မသက်ကိုသခင်ယေရှုနောက်လိုက်တယ်လို့ဆိုတဲ့ခရိယန်တွေညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ဖို့အသွာကောင်းကင်ဘုံကအလင်းတန်းကြီးကျလာပြီးသူကောင်းကင်ဘုံကအရှင်နဲ့စကားပြောပြီးတော့မှပြောင်းလဲသွားတယ်။သူကပါရီရှဲရောမနိုင်ငံသား တထေးပညာတတ်ဘာသာရေးကောင်းဆောင်တယောက်လည်းဖြစ်တယ်။နောက်လိုက်များစွာနဲ့အချွေရများစွာနဲ့အေးစင်းနေလို့ရတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာသူကသခင်ယေရှုကို အကြောင်းကိုပြောကြားသူအဖြစ်ပြောင်းလဲသွားတယ်။ထိုးအတွက်ကြောင့်လည်းသူကအကြိမ်ကြိမ်ညင်မှန်နှိပ်စက်ထောင်ချခံရတယ်။နောက်ဆုံးအသက်ခံမှာပဲသူကငြိမ်သွားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ကပုံမြင်နေပြောခြင်းမဟုတ်ဘူး။ကျွန်တော်ကသမိုင်းနေပြောခြင်းဖြစ်တယ်။တမန်တော်ရှင်ဘောလူ အကြောင်းကိုလေ့လာကြည့်ပါသူကကဘာဩဇာအလောင်းမိုးဆုံးပုံကိုများတဲ့မှာမှာထိတ်တန်းပုံကိုလည်းဖြစ်တယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာကိုလေ့လာလိုက်တဲ့အခါမှာကောင်းကင်ဘုံဆိုတာတကယ်ရှိတယ်သခင်ရှုရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာလည်းဒါအမှန်တရားပဲနော်နောက်ဆုံးတမန်တော်ရှင်ဘောလူကဒီအတွက်အသက်ပေးသွားတယ်သူကပညာမတတ်နော် မယူရဲ့သမားတယောက်လည်းမဟုတ်ဘူးသူအသက်ရှင်စင်ပါလေသခင်ယေရှုနေတူနော်တကောနမိတ်များကိုပြနိုင်တဲ့သူတော်စင်တပါးလည်းဖြစ်တယ်သူအသက်ရှင်စင်မှာလိန်လေပြီးအသက်ရှင်သွားတယ်ဆိုတာအကြောင်းကျူညီညွတ်မှုမရှိဘူးနောက်တစ်ချက်ဘာသာရေးသမားလားဝိညာဉ်ရေးသမားလို့ပြောရင်ဟိုကဘာဦးကလေးရပါပဲကာအီနာနဲ့အာဘီလာဖျားကိုကိုးကွယ်ဖို့အတွက်ရစ်ပူဇော်ဖို့လာကြတယ်ကာအီနာကတော့ ခြံထွက်သီးနှံအကောင်းဆုံးဆိုတာနဲ့သူလာတယ်။အာဘေလကတော့ရစ်ကောင်နဲ့လာတယ်။ဆိုတော့ဖခင်ကရစ်ကောင်ကိုပဲလက်ခံတယ်။ကာယိနာရဲ့ပူဇော်လက်မခံဘူး။တချို့ကလည်းပြောမယ်ဖခင်ကိုကိုးကွယ်တာရစ်ကောင်နဲ့လာဖို့အတွက်သူတို့ကဖခင်မပြောထားတာလို့ပြောပေးမယ်။ဟေဘဲဆက်တဲ့မှာအာဘေလကကာယိနာရဲ့တာကြီးမြတ်တော်ရစ်ကိုယုံကြည်ခြင်းဖြင့်ပူဇော်တယ်။ယုံကြည်ခြင်းဆိုတာကြားနာခြင်းပဲ။ကြားနာခြင်းဆိုတာဖခင်ရဲ့စကားတော်ဖြစ်တယ်။ဆိုတော့ဖခင်ကပြောပြီးပြီး ဖြစ်တယ်ဆိုတော့သူကတော့ကောင်းမဲ့ထင်တဲ့အရာနဲ့လာတယ်ဒါပေမဲ့ဖခင်အခွင့်အရေးပေးပါတယ်ပူဇော်ဖို့အတွက်ရစ်ကောင်ဖခင်ပြင်ဆင်ပြီးသူလက်မခံဘူးညီကိုတတ်လိုက်တယ်เนาะဖခင်စကားအတိုင်းဖခင်အလိုတိုင်းအသက်ရှင်သောသူကိုကောင်းမဲ့ဆိုတဲ့ဘာသာရေးသမားကเนาะတတ်လိုက်တယ်ဆိုတာကို တွေ့ရတယ်နောက်တစ်ချက်ပြောချင်သေးတယ်ရှင်ယောဟန်ရှစ်ပေါ့ဆိုတော့သခင်ယေရှုအချိန်ကာလဖြစ်တယ်သခင်ယေရှုကလောကကိုကြွလာတဲ့အခါမှာ ူကအပြစ်သားတွေကိုကယ်တင်ဖို့ဆိုပြီးတော့ကြွလာပြီးနမိတ်လက္ခဏာများစွာပြုတဲ့အခါမှာသူ့နောက်လိုက်တွေများလာတယ်။ဘာသာရေးကောင်းဆောင်တွေကတော့ပြောမယ်ဆိုသူတို့ customer တွေယော့လာတယ်။စိုးရိမ်တယ်ပေါ့ဗျာ။အဲဒါသခင်ယေရှုကိုသူတို့ဖန်စီတတ်ဖြတ်ဖို့အတွက်သူတို့ကြံစီတယ်။တော့ဒါထက်သခင်ယေရှုကအဲဘာသာရေးကောင်းဆောင်တွေကိုအုတ်ကူနဲ့ခိုင်းနိုင်တယ်အပြင်ကတော့ထုံတုတ်ထားဖြူဖွေးပြီးအထဲမှာတော့ပုတ်ပွားနေတာပဲဗောနော်သူတစ်ပါးကလည်း မကျင့်နိုင်တဲ့ပညာတွေပေးပြီးတော့ကျင့်ခိုင်းသူတို့ကြတော့မကျင့်ဘူး။ကောင်းငင်ရဲ့လမ်းကိုလည်းကိုယ်တိုင်လည်းမဝင်ဘူးဝင်မဲ့လူလည်းတားတယ်ဆိုပြီးတော့မှသူတို့ကိုတော်တော်လေးပြောတဲ့အခါမှာသူတို့ကလုံးဝမကြိုက်ဘူး။အဲတော့သူတို့စီးဝေးတယ်။အာဒီပုံကတော့မဖြစ်တော့ဘူးပေါ့လေ။ငါတို့တွေရှင်းပြမှရတော့မယ်ဘယ်လိုလုပ်မလဲ။အလွယ်လေးပါသူအပြစ်ရှိတော့သူကဲတင်မို့ကြွားလာတယ်ဆိုရင်ကျွန်တော်တို့ဒီမိုင်းချင်းပြုတဲ့အမျိုးသမီးတယောက်ရှိတယ်ဖမ်းမယ်သူရှိခေါ်သွားမယ်။ ေါ်သွားပြီးတဲ့အခါကျရင်နော်သခင်ရှုကဘလို့စီရင်မလဲပေါ့ပြစ်ပါလို့ပြောရင်တို့ကြောက်ခဲကြင်ထားတယ်ဟိုအပြစ်ရှိသောသူကဲတင်မှုကြွားလာတယ်ဆိုအပြောတစ်မျိုးလှုပ်တစ်မျိုးဆိုပြစ်အောင်ပါမပြစ်နဲ့လို့ပြောပြရင်လည်းဥပဒေကိုစမ်းကျင်တာလားဆိုဘလို့ပြောပြောမလို့ဘူးတို့တို့စီစဉ်ထားတဲ့အတိုင်းတနေ့မနေ့မှာတို့မျိုးသမီးသွားဖမ်းလာတယ်သခင်ယေရှုနဲ့တို့ကြားထဲမှာအမျိုးသမီးကိုခြားတာလက်ထက်မှာကြောက်ခဲကြီးကြီးကြင်တာလူအုပ်ကြီးอ่ะအဲ့တော့ ရှင်ဖျားတဲ့ဒီအမျိုးသမီးကိုမာရင်ပြုစင်ပဲတွေ့ပါပြီ မောရှိရဲ့ဥပဒေရကြောက်ခဲနဲ့စီရမယ်ဘလို့စီရင်မလဲအရှင်ဖျားဆိုပြီးအကြိမ်ကြိမ်မေးတယ်နောက်ဆုံးသခင်ယေရှုကလူအုပ်ကြီးကိုအမျိုးသမီးကိုတီဆောက်တဲ့ဒပြိုင်နဲ့တီဆောက်တဲ့စကားကိုပြောလိုက်တယ်ဖြစ်ပါဒါပေမဲ့သင်တို့တွေအပြစ်ကင်းသောသူကစတင်ပြီးကြောက်ခဲနဲ့ပြစ်ပါလို့ပြောတယ်ပြောတဲ့အခါမှာဘာသာတရားအလုံးကကောင်းပါတယ်ပြဿနာလူပဲ ဘသူမှစံမီအောင်မကျင်တာအဲ့တော့အသက်ကြီးလာလေလေအပြစ်ကကြီးလာလေလေပဲမင်းတို့အာမန်လူပဲ၁၀ဘာလောက်ကျင်ရတာငါတို့ကဖုန်ကြီးတွေ633ချက်ကျင်ရတာဆိုဖုန်ကြီးလည်းလူပဲပို့ပြီးသူတို့မှကျင်ရများတဲ့အတွက်အပြစ်ကပိုများတယ်အဲ့တော့အသက်ကြီးတဲ့ဘာသာရေးခေါင်းဆောင်ကြီးတွေအရင်ဆုံးကြောက်ခဲကိုချသွားတယ်ပေါ့နောက်ဆုံးကြီးစင်ငယ်လိုက်ကြောက်ခဲကိုချပြီးလှည့်ထွက်သွားတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအရာကိုပြန်ကြည့်မယ်ဆိုရင်ဘာသာရေးတွေကတော့ တတ်မယ်ဖြတ်မယ်ဒါပဲဘာသာရေးရလဲကိုယ့်တော်မလို့မှာစီရင်ဖို့စောင့်နေတယ်ဒီအမျိုးသမီးကတော့ကျောလူသားရနေတူတယ်လူမိသော အပြစ်ရှိတယ်လို့လူမမိသောအပြစ်လည်းရှိတယ်သခင်ယေရှုကတော့ကယ်တင်ရှင်ဖြစ်တယ်ထိုရှင်ကိုလက်ခံယုံကြည်ခြင်းမရှိဘူးဆိုတော့မိမိတော်မလို့ကိုမိမိတာဝန်ယူတော်သူဖြစ်တယ်အာဒီမင်းတို့ဘာသာကယ်တင်ခြင်းမရှိပါဘူးဆရာရွှေပြည်လုံးကမပြောပါဘူးနော်ဆိုတော့ဒီစိတ်ချမှု ေးနိုင်လားဒါကိုပဲပြောတာပါတမလုံးကိုတောင်ကိုယူတော်သူဖြစ်တယ်ဘာသာတရားဆိုတာယဉ်ကျေးလိမ်ပါစေဖို့ဖြစ်တယ်ကိုကြီးကိုသွင်းမြင့်တော်သူတွေကသူတို့ဘာသာမကိုးကွယ်တော့မှယူသေးရတယ်သူတို့ဘာဆရာသမားကိုယူသေးရတယ်ဆိုကျွန်တော်ပြောခြင်းပဲနောက်ဆုံးကတော့เนาะကျွန်တော်တို့အပြစ်တရားရဲ့အခသေခြင်းဖြစ်တယ်ထို့အသက်ကအသွေးမှတည်တယ်အသွေးမသွုံးမဲ့အပြစ်လွတ်ခြင်းမရှိဓမ္မဟောကာလမှာတော့ကိုယ်အပြစ်ကိုစားရစ်ကောင်ပူစွာဓမ္မသစ်မှာတော့သခင်ယေရှုကလူသားအလုံးရဲ့ကိုစား ပေးဆပ်နိုင်ခြင်းဟာသူဟာလူသားအလုံးကိုဖန်ဆင်းတဲ့အရှင်ဖြစ်လို့ပဲဆိုတော့ငါကိုမယုံလဲငါပြုသောမှုတွေကိုထောက်ပြီးယုံကြပါဆိုပြီးတော့သူ့အတန်းနဲ့လဲပြီးတော့လူသားတွေကိုကယ်တင်ခဲ့တယ်ဖောက်ပြန်ဖြည့်ဆည်းတတ်တဲ့ရွှေငွေနဲ့မဟုတ်မဖောက်ပြန်တတ်တဲ့သားတော်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ကျွန်တော်တို့ကိုတန်ဖိုးထားပြီးယွင်းတော့ကယ်တင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တန်ဖိုးကြီးတဲ့လူသားတွေကိုဖခင်ကဒီတန်ဖိုးနဲ့မျှတဲ့အရာကိုသူက ပေးဆက်ပြီးတော့မှရွေးနုတ်ကယ်တင်ခဲ့ပြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့လူသားတွေအပေါ်မှာအပြစ်ကြီးကကာထားတယ်ဒါပေမဲ့ထိုးသခင်ယေရှုကျွန်တော်အပြစ်တွေကိုပေးဆက်ပြီးဆိုတော့ကိုယုံလောက်တဲ့နေ့မှာကျွန်တော်တို့ကအပြစ်ကနေလွတ်ပြီးတော့မှအမြင့်ဆုံးသောဖခင်နဲ့အဆက်ရပြီးတော့မှ ထိုးသူကိုလက်ခံသမျှသောသူတို့သို့ကိုရောယုံကြည်သောသူတို့ဟာဖခင်သခင်သားဖြစ်ရသောအခွင့်ဖြစ်တယ်ပြီးတော့မှသားမှန်လေအမွေစားအမွေခံဖြစ်တယ်။သားမှန်လေပညာတွေကိုကျင့်ဆောင်တယ် ူးစိုက်ကိုမပြစ်မပြုတ်တသခင်ယေရှုကျင့်တော်မူသည်နည်းကျင့်တယ်လို့လည်းဖော်ပြထားပါတယ်။နောက်ဆုံးဘုရားရဲ့သားတွေကိုနော်ဘုရားကွဲကားတယ်လို့ဒီနေ့လောကကတော့ခိုးမယ်တတ်မယ်ဖျက်ဆီးမယ်ဆိုတဲ့စာတန်ရဲ့လက်ထဲကိုကြားရောက်နေတယ်။ထို့ထက်မှာအသက်ရှင်တဲ့အခါမှာဘုရားကွဲကားပါတယ်။သင်ကိုကောင်းကြီးပေးသောသူငါကောင်းကြီးပေးမယ်။သင်ကိုချိန်ဆသောသူကိုငါချိန်ဆမယ်လို့ကဘာဦးစနစ်မှာအာဗြဟံကိုဘုရားကောင်းကြီးပေးသားတယ်လို့ အာဗြံခံရသောကောင်းကျိုးယေရှုအဖြစ်ငါတို့ကခံရတယ်ဆိုတာဂလာတိ3မှာပြန်လည်ဖော်ပြထားပါတယ်။နောက်ဒီနေ့ခေရင်သောကာလဖြစ်ခေကာလကြီးကချစ်ချင်းမြတ်တိုင်ခေါင်းပါပြီးစစ်မှတ်တင်တဲ့တဘွားဘေးကာလဘေးတွေနဲ့ဖြစ်မှာပဲ။ဒါပေမဲ့ဖခင်ပြောတာထုံမှုရများသူဖြစ်လိမ့်မယ်။သို့တော်လည်းစိုးရင်တောင်းလုံးခြင်းမရှိစေခြင်းကသတိပြုကြလော။ရှင်သေးတို့ဟာတဲ့ငတ်မွေ၍ခက်ခဲနိုင်တော်လဲဖခင်ကိုရှာသောသူတို့၌ကောင်းသောရာတစုံတစ်ခုမှမလိုရ။ နေ့ခေကြီးကတော့ဆိုးရုပ်လာပါတယ်ထို့အချိန်မှာမှမဆားနိုင်တဲ့ထို့ဖျားတာ၍ဖက်တွေအသက်ရှင်မှုလိုပါတယ်အရောက်စီအောင်ဖျားရှင်ကောင်းကြီးပေးပါစေ